မင်္ဂလာပါ English for Learner YouTube နဲ့ TikTok Channel တို့ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ဒီဗီဒီယိုမှာတော့ Diet and Nutrition Read the Basics စာပိုက်ထဲက11 paragraph less paragraph ကို Sentence Analysis method ကိုသုံးပြီးတော့ရှင်းပြပေးတော့မှာဖြစ်ပါတယ်။ဆိုတော့သင်ခန်းစာလေးကိုစလိုက်အောင် paragraph in conclusion ဆိုတော့နောက်နောက်ဆုံး survive ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါနေကုန်းရှုပ်ပါပါဒါကြောင့်မလို့ in conclusion ဆိုရက်စကားလုံးကိုတုံးလို့ရပါတယ် in conclusion နေကုန်းကျုပ်အနေနဲ့ diet and nutrition အစာနဲ့အာဟာရနှစ်ခုပါအာဖြစ်ပါတယ် the very basis life sustaining forces ဆိုတော့ဒီမှာတိထားပဲစကားလုံးက life sustaining ကျတော့ဒါ unit 1တော့သင်ခဲ့တယ် life sustaining ဆိုတာဘာလဲဆိုတော့ compound adjective ဖြစ်ပါတယ် life sustaining ဒါ compound adjective အဲ့တော့ sustaining ဆိုရယ် verb ing ပေါ့နော် verb ing ဒီပါ verb ing noun နဲ့ verb ing ကြီးနဲ့ပေါင်းထားတာပါအဲ့သူ့ရဲ့ verb ကိုတိထားရမယ် verb ကဘာလဲဆိုတော့ sustain အဲ့တော့ sustain ဆိုတာ verb အဓိပ္ပာယ် ဒိဗေတော့အများကြီးရှိတယ်ဒီမှာတော့ဒီစာပိုက်စာပိုက်အတွက်ဒီစာပိုက်မှာသုံးထားတဲ့အဒိဗေကိုလည်းအဒိဗေကိုပဲဒီမှာမှတ်ထားပါမယ်အဲ့တော့ sustain ဆိုတဲ့အဒိဗေကတည်တံ့စေသည်ခံနိုင်စွမ်းရှိသည်လို့အဒိဗေရပါတယ်အဲ့တော့ sustain ဆိုတဲ့ buff သူ့ရဲ့ acidic ကိုတည်ထားရမယ် acidic က able ပေါင်းလိုက်မှာပါနောက်ကနေပြီးတော့အဲ့တော့ surface able ပေါင်းလိုက်မယ် sustainable အဲ့တော့ sustainable ဆိုရင်ဒါ acidic ဖြစ်သွားမယ်အဒိဗေက ထိန်းထားနိုင်သောခံနိုင်သောဆိုတဲ့အတိတ်ပဲကိုရတယ်ကျတော့ဒါ life sustaining forces life life sustaining forces အတိတ်ပဲကအသက်ဆက်ရှင်နိုင်သောအင်အားလို့အတိတ်ပဲရတယ်ကျတော့ diet and nutrition အစာနဲ့အဟာရဟာဖြစ်ပါတယ် the very basis life sustaining forces အလွန်ကိုပဲအရှိကံကြသောအသက်ဆက်ရှင်နိုင်သောအင်အားတွေဖြစ်ပါတယ် of all living things တက်ရှိတွေအားလုံးရဲ့အင်အားတွေဖြစ်တဲ့ and ပြီးတော့ the keystone of good hair good hair ကျမကြီးကောင်းခြင်းရဲ့ the keystone အဓိကတော့ချက်တွေဖြစ်ပါတယ် in addition ဒါအပြင်ဆိုတော့ in addition ကဒီမှာ additional idea ပါရှေ့ရဝကြကိုပဲပြန်ပြီးတော့ရှေ့ရဝကြနဲ့အတိတ်ပဲတူတဲ့စာကြောင်းတွေကိုထက်လောင်းပြီးတော့ရေးပြမှာဖြစ်ပါတယ် ဆိုတော့ in addition ဒါအပြင် they must be taken into consideration ဆိုတော့ဒီနေရာလေးကိုသိထားရမယ်ဒီနေရာလေးမှာသူက must be taken ဆိုပြီးတော့ passive point နဲ့ရေးထားတယ် taken ရဲ့နောက်က taken into consideration ဆိုပြီးတော့ noun လိုက်ပြီးတော့ရေးထားပါဗါတယ်အဲ့တော့အဲဒါ passive point မလို့ taken ကိုတုံးထားတာပါအဲမူလတုံးမယ်ဆိုလို့ရှိရင် take plus noun အနေနဲ့တုံးထားတယ်ပေါ့နော် take into consideration ပေါ့အဲ့တော့ consideration ကတော့ noun အနေနဲ့သုံးထားတာသူ့ရဲ့ verb ကိုလည်းသိထားမယ်အဲ့တော့ verb ကဘာလဲဆိုတော့တွေ့ဘူးနေကြ verb က consider ပါ c o n s i d e ရ consider ယူဆသည်စဉ်းစားသည်ဆိုတဲ့အဓိပ္ပာယ်ကိုရပါတယ်အဲ့တော့ကြည့်အောင် in addition တအပြင် they သူတို့ဟာသူတို့ဟာဆိုတာ diet and nutrition ကိုပြောတာပါ အစာနဲ့အဟာရကို must be taken into consideration ယူဆထားရမယ်စဉ်းစား ယူဆထားရပါမယ်။ဒီမှာလဲဆိုတော့ in the environmental context ပတ်ဝန်းကျင်နဲ့ဆိုင်တဲ့အကြောင်းအရာတွေမှာဒီအဲ့ဒီ diet and nutrition ကို must be taken into consideration ထည့်သွင်းစဉ်းကိုစဉ်းစားထားရမှာဖြစ်ပါတယ်။ a nutritious diet အာဟာရပြည့်ဝသော အစာအစာဆိုအာဟာရပြည့်ဝသောအစာအစာဘယ်လိုအစာအစာလဲဆိုပြီးတော့နောက်ကနေပြီးတော့ related clause ရေးထားပါတယ် which is necessary lower though for the survival and healthy development of human being ဒါက nutrition diet ရဲ့ information ပါ nutrition diet ကိုတွားပြီးတော့ညွှန်းมาဖြစ်ပါတယ် all human being တရှိလူသားတွေရဲ့အဲ့တော့ဒီမှာသိထားရမယ်အတုံးလျာ human ဒါလည်းရှင်းမှလည်းရှင်းပြခဲ့ပြီဖြစ်တယ် human လို့သုံးထားလို့ရှိရင်ဒါလူသားတွေအကုန်လုံးပါတယ်အရင်တော့အသက်မရှိတော့တဲ့လူသားတွေလည်းပါတယ်ပေါ့နော် human နောက်က being ပေါင်းထားတယ်ဆိုရင်တော့ ကဘာပေါ်မှာအခုလက်ရှိအသက်ရှင်နေတဲ့လူသားတွေကိုပဲတည်တံ့ရွေးထုတ်ပြီးတော့ရည်ညွှန်းတာဖြစ်ပါတယ် All human being အသက်ရှိလူသားတွေရဲ့ for the survival အသက်ရှင်ရည်တည်နိုင်ရေးအတွက် and ပြီးတော့ healthy development ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် vision necessary မဖြစ်မနေလိုအပ်သော nutritious diet အာဟာရပြည့်ဝတဲ့အစားအစာဟာ also depends on မူတည်နေပါတယ်မိခိုနေပါသေးတယ်ဘယ်ပေါ်မူတည်တာလဲဆိုတော့ the environmental policy or the government or the government အစိုးရအဖွဲ့အစည်းတွေရဲ့ the environmental policy ပုံကျင်ဆိုင်ရာမူဝါဒတွေပေါ်မှာလည်းပဲ also depends on မူတည်နေပါတယ်ကဲဒါဆိုလို့ရှင် unit 3 diet and nutrition survey ထဲကအာ paragraph အကုန်လုံးကိုရှင်းပြခဲ့ပြီးဖြစ်ပါတယ် အဲ server id ကိုဒီအပိုင်းလိုက်အဲအပိုင်းလိုက်ညာတင်ပေးခဲ့ပြီဖြစ်ပါတယ်ဆို server ရဲ့အကုန်လုံးကိုနားလည်သဘောပေါက်မယ်လို့အဲယုံကြည်ပါတယ်ဆိုတော့ဒီ YouTube channel လေးက Tomo TikTok channel လေးကအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့အခြေခံအချက်လက် knowledge တွေကိုအမြဲတမ်း share လုပ်နေတဲ့ channel ဖြစ်တဲ့အတွက်ကြောင့်မလို့ subscribe လုပ်ရသေးဘူးဆိုလို့ရှိရင် subscribe လေးလုပ်ခဲ့ပြီးပါ follow လုပ်ရသေးဘူးဆိုတော့ follow လေးလုပ်ခဲ့ပြီးပါလို့ request လုပ်ရင်းနဲ့ video လေးကိုဒီမှာပဲကျန်လာလိုက်ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်